ီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့ကမ္ဘာဘောလုံးတိုင်းမှာစုချင်းငွေအများဆုံးပေးမဲ့ FIFA Club ကမ္ဘာဗလားပြိုင်ပွဲအကြောင်းပဲဖြစ်ပါတယ်။ FIFA Club ကမ္ဘာဗလားပြိုင်ပွဲကိုအမေရိကန်နိုင်ငံမှာလာမယ့်ဇွန်လ14ရက်နေ့ကနေဇွန်လ17ရက်နေ့ထိကျင်းပသွားမှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတော့စုချင်းငွေအကြောင်းကိုပဲအကျဉ်းတွင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြိုင်ပွဲဝင်ရတဲ့အသင်းတွေနဲ့ပြိုင်ပွဲအကြောင်းအသေးစိတ်ကိုတော့နောက်ဗီဒီယိုတွေမှာဆက်လက်တင်ဆက်ပေးပါမယ်။ ဒီပြိုင်ပွဲမှာပေးရမယ့်စုချင်းငွေပမာဏစုပေါင်းကအမေရိကန်ဒေါ်လာ10ဘီလီယံရှိပါတယ်။ဒါကြောင့်လည်းကမ္ဘာပေါ်လုံးပြိုင်ပွဲတွေတမိုင်းမှာစုချင်းအများဆုံးချီးမြှင့်တဲ့ပြိုင်ပွဲဖြစ်သွားတာဖြစ်ပါတယ်။ဒါပြင်ချန်ပီယံဖြစ်တဲ့အတင်းကလည်းပေါင်တန်း100ကျော်အထိရမှာဖြစ်တာကြောင့်စုချင်းကြီးတက်တက်အမြင့်ဆုံးရမယ့်ပြိုင်ပွဲလည်းဖြစ်ပါတယ်။ပြိုင်ပွဲဝင်အတင်း32တင်းကိုလည်းအတင်းရဲ့ရက်တီမှုအဆင့်ပေါ်ဘူးတီးပြီးပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ပွဲရတဲ့အတွက်စုချင်းတွေချီးမြှင့်မှာဖြစ်တယ်လို့ အသင်းရဲ့စွမ်းဆောင်ရည်ကောင်းရင်ကောင်းသလိုစုခြေတွေထပ်မံရရှိမှာဖြစ်ပါတယ်။ဒီလိုမက်မောစရာကောင်းတဲ့စုခြေငွေပမာဏကြောင့်လဲပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရထားတဲ့ဥရောပထိပ်တန်ကလပ်တွေကပြိုင်ပွဲအမိကစားသမားခေါ်ယူမှုတွေအားပြည့်မှုတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ Real Madrid အသင်းက Liverpool နောက်ခံလို့အာနိုကိုတလားလောက်စောင့်နေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်နိုင်မှာစုပ်ပေမဲ့ဒီပြိုင်ပွဲမှာထက်ကစားချင်တာကြောင့်ပြောင်းရွှေ့ခြင်းပေါင်၁၀တန်းပေးခေါ်ခဲ့တာကတော့ ဥရောပကလပ်တွေအနေနဲ့စုချင်းငွေမြင့်မာတဲ့ဒီပြိုင်ပွဲကိုဘလောက်တောင်အာရုံစိုက်နေလဲဆိုတာသိတာနေတဲ့အချက်ပဲဖြစ်ပါလေ။ဒါကြောင့်ဘောလုံးချစ်သူတွေရင်ခုန်ချစ်သူတွေအတွက်ဒီပြိုင်ပွဲကစိတ်ဝင်စားစရာကောင်းတဲ့ပြိုင်ပွဲဖြစ်နေမှာတော့အသေးချာပါပဲ။ပြိုင်ပွဲနဲ့ပတ်သက်တဲ့အခြားအကြောင်းအရာတွေကိုနောက်ဗီဒီယိုတွေမှာဆက်လက်တင်ဆက်ပေးပါမယ်။ဗီဒီယိုလေးကိုအစောအထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။